မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြဌာနတော်ပါမှကန္နာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇူးတော်အဖင့်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာပထမဆုံးခန်းကြီး6အပိုင်ငယ်3ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ငါတို့ဒီကောင်းကင်တမန်တို့ကိုတရားစီရင်မည်ဟုမတိကြသလို့ ို့ဖြစ်၍လောကီအမှုကိုစီရင်ထိုက်သည်မဟုတ်လောဒီကျမ်းစာကို ကြည့်တဲ့အခါမှာယုံကြည်သူတွေကဒီလောကီနိုင်ငံကို တရားစီရင်ယုံသာမကကောင်းကင်တမန်တို့ကိုလည်းတရားစီရင်ရမယ့်သူတွေဖြစ်တယ်ဆိုတာကို ဖော်ပြထားတာတွေ့ရပါတယ်ဒါကအင်မတန်မှပဲစိတ်ဝင်စားစရာကောင်းတဲ့အချက်ဖြစ်ပါတယ်ကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကတယောက်နဲ့တယောက်အမှုခင်းဖြစ်တဲ့အခါမှာမယုံကြည်သူတွေရှေ့ ာသနာပလူတွေရှေ့မှာတရားစီရင်ခြင်းကိုခံကြတယ်ဆိုတာတွေ့ရပါတယ်။အမှန်တော့အဲ့လိုမျိုးလှုပ်တာကရှစ်ဆရာကောင်းတယ်လို့ရှင်ပေါ်လူကထောက်ပြပါတယ်။ကျွန်တော်တို့ကသာသနာပလူတွေရှေ့မှာစီရင်ခံရမဲ့သူတွေမဟုတ်ဘူး။ကျွန်တော်တို့ဟာသာသနာပလူတွေဘုရားကို မသိတဲ့သူတွေမှဆ၍ကောင်းကင်တမန်တွေကို တရားစီရင်ရမဲ့သူတွေဖြစ်တယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာ တရားစီရင်ပိုင်ခွင့်ရှိသောသူတွေဖြစ်တယ်။အချင်းချင်းအမှုခင်းဖြစ်ရင်လေဝိညာဉ်သဘောနဲ့တယောက်ကိုတယောက်ဆုံးမတွင်တင်ပြီးစီရင်ပေးဖို့လိုတယ်ဆိုတာတွေ့ရပါတယ်။ဒီနေရာမှာကျွန်တော်တို့သိရမယ့်အကြောင်းက လောကီသားတွေရဲ့တရားစီရင်ခြင်းကလောကရဲ့ပေဒံနဲ့ပဲတရားစီရင်မှာဖြစ်ပေမဲ့ဖယားသားသမီးတွေရဲ့တရားစီရင်ခြင်းကဝိညာဉ်ပေဒံနဲ့တရားစီရင်မှာဖြစ်ပါတယ်။ဖယားသခင်ရဲ့လူတွေ ဘုရားသားသမီးတွေကလောကီပေဒံနဲ့တရားစီရင်ခံရမဲ့သူတွေမဟုတ်ပါဘူးကျွန်တော်တို့ဟာဝိညာဉ်ရေးရာပေဒံနဲ့တရားစီရင်ရမဲ့သူတွေဝိညာဉ်ရေးရာပေဒံနဲ့ပဲဆုံးဖြတ်စီရင်ရမှာဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်ဒါကြောင့်မလို့ချက်တော်မိပါညီကိုမောင်တို့မတို့ရှင်ပေါလုကတော့ကောရင်သူအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုဝိညာဉ်ရေးရာပေဒံနဲ့တရားစီရင်တာတွေ့ရပါတယ် တရားသောမိထုံပြုတဲ့သူတွေကို တရားစီရင်ခြင်းအမှုကောရင်သူ အသင်းတော်မှာရှိနေပါတယ်။သာသနာပလူတွေတောင်မှ မပြုတဲ့အဲ့လိုမျိုးဒုစရိုက်မျိုးကို သင်တို့လည်းမပြုပါနဲ့ဆိုပြီးတော့မှသင်တို့ရဲ့ခန္ဓာကိုယ်ဟာဘုရားခင်တန်ရှင်တော်ဝိညာဉ်တော်ကိန့်ဝတ်တဲ့ဗိမာန်ဖြစ်တယ်ဆိုတာကိုသဘောပေါက်သိပါတယ်။ဒါကြောင့်မလို့ခရစ်တော်ရဲ့ကိုအင်္ကာဖြစ်တဲ့ကျွန်တော်ရဲ့အသက်တာကိုပြစ်ဒဇာလက်ကိုမအပ်သင့်ဘူးလို့လည်း ွန်တင်ထားတာတွေ့ရပါတယ်။သူတပားကို တရားစီရင်ကြမယ်။ကျွန်တော်တို့တွေဟာကိုယ်တိုင်တရားနဲ့နေဖို့လိုတယ်ဆိုတာကိုသိဖို့လိုပါတယ်။သူတပားကိုဝိညာဉ်ရေးရာနဲ့တရားစီရင်ကြမယ်သူတွေကောင်းကင်တမန်တွေကိုပင်လေတရားစီရင်ကြမယ်သူတွေက လောကသားတွေပြုမှုတလို့မပြုမှုဖို့အင်မတန်အရေးကြီးပါတယ်။လောကသားတွေရဲ့တရားစီရင်ခြင်းကိုကျွန်တော်တို့ခံဖို့မဟုတ်ဘူး။ကျွန်တော်တို့ဟာကောင်းကင်တမန်တွေနဲ့သာသနာ့ဘလူတွေကို တရားစီရင်ရမယ့်သူတွေဖြစ်တယ်ဆိုတာကို သိမှတ်ပြီးရှက်ဖွယ်ကောင်းတဲ့သာသနာ့ပလူတွေရှေ့မှာတရားစီရင်ခံရခြင်းအမှုကိုရှောင်ရှားဖို့ရန်လိုပါတယ်သူတို့ဘာတွေကဲ့ရဲ့ပြစ်တင်ခြင်းခံရတဲ့အသက်တာမျိုးမဖြစ်ဖို့လိုပါတယ်လောကသားတွေတောင်မှမကြိုက်မနှစ်သက်တဲ့ယုံရှားပွဲအမှုခြင်းတွေကို ကျွန်တော်တို့ကိုယ်တိုင်မလုံးမိဖို့ရန်အထူးတတိပြုအားမှာဖြစ်ပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျား ကိုရောကိုကျေးဇူးတင်ပါတယ်။သာသနာပလူတွေ၌ပင်မပြုသောဒုစရဲ့အမှုတွေကိုကျွန်တော်တို့မပြုမိစေဖို့သာသနာပလူတွေကိုပင်လင်တရားစီရင်ရမယ်ကျွန်တော်တို့တွေကတရားနဲ့အညီအသက်ရှင်ဖို့လိုကြောင်းသိရပါတယ်။ဝိညာဉ်သဘောနဲ့အသက်ရှင်ပြီး မတရားသောမိထုံကိုကျင်ရှောင်လျက်တန်ရှင်းစွာအသက်ရှင်နိုင်ဖို့မဆပါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့ယုံကြည်သူအယောက်တိုင်းရဲ့အသက်တာမှာမိမိတို့ဟာလောကီသားတွေရှေ့မှာတရားစီရင်ခြင်း ခံရတဲ့သူတွေမဟုတ်ဘဲလောကီသားတွေနဲ့ကောင်းကင်တမန်တွေကိုတရားစီရင်ပိုင်ခွင့်ရှိသောတန်ရှင်းသူတွေဖြစ်ကြောင်းနားလည်စေလို့ကျေးဇူးတင်တယ်။နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာသာ၍ကိုရရှင်ကောင်းကြီးပေးမစားပါမိအကြောင်းခန္ဓာစိတ်ဝိညာဉ်ကိုရရှင်ကျေးဇူးပြုပါမိအကြောင်းဆုတောင်းလက်ဝဲအနန္တတဲ့ခါမှာတနည်းတာလုံးကိုယေရှုနာမ၌ဆက်ကအနန္တဆုတောင်းပါ၏။အာမင်။